ခန်းနှင့်အစမတန်နာကျင်ခြင်းကဒီလိုလို့ပြန့်နှံ့နေတော့လဲကျွန်ုပ်မှာစိတ်လျှောက်ရှားတက်ကြွလွန်းသဖြင့်ထိုနာကျင်ခြင်းကိုပင်ငြိမ်ရှက်စွာသိမှန်ခံစားနေမိတော်သည်မွန်တိန်နိုင်ဖြစ်စေကမူဖြစ်ကို၍တော်နှံ့အတွင်အပူတက်မပြင်းထန်သို့သောကျွန်ုပ်၏ခြေတလုံးထံရမှသွေးများအလွန်ထွက်နေသည်စိတ်လျှောက်ရှားကသွေးဆူနေခြင်းကြောင့်ပင်ဖြစ်သည်ခြေဝတ်တိုင်းကျိုးနှင့်အတူတရေပတ်မှလည်းအပိုင်းပိုင်းအဆအဆဆုပ်ပြတ်သွားခဲ့ပြီဖြစ်ရာ ပွတ်တင်တိုင်းလက်အလားစာကိုဆုပ်ဖြဲလျက်ခြေတလုံးထံရာကိုစီးနှောင်ရသည်သို့သောထိုအဝတ်သည်လည်းချက်ချင်းပင်သွေးများဖြင့်ရွှဲနှင်သွားသည် အောင်ပွဲရလက်ဖြစ်သောတောဝက်ကြီးကိုကျွန်ုပ်လှဲ့ပတ်ဆစ်ဆဲလိုက်သည်ထိုကောင်ကြီးကသူ၏မိုင်းမဲခြင်းဒေါသကြီးခြင်းကိုမိုးဆိုးကောင်တစ်ယောက်လိုပင်တေပွဲဝင်၍ပေးဆက်ခဲ့ပေပြီ သူကိုယ်တိုင်ရွေးချယ်ခဲ့သောလမ်းပင်ဖြစ်ပေမည်ကျွန်ုပ်၏လှန်လျင်သည့်ချက်ကောင်းတွင် ဆွဲဝင်လျက်သားပင်ရှိသည် အတော်တဆုံနှိမ့်မြုပ်စိုက်ဝင်ကလှန်ရိုးသည့်အောင်ပွဲတခုအလားတောဝက်ကြီးလက်ပြင်ထက်၌ထိုးထောင်စွန့်မှတ်လျက်ချိုးခိုက်မှပင်ချိုးဤတစ်ဖက်တစ်ချက်စီမှမြင်းခွာတန်နှင့်လူတန်များကိုကြားလိုက်ရသည်ရဲမျက်နှာနှစ်ခုစီမှထွက်ပေါ်လာသောထိုးအတန်များကိုကျွန်ုပ်မှန်းဆ၍မြားမဲကြောင်200စီမှထွက်ပေါ်လာသည်ကျွန်ုပ်၏မဲလိုက်အဖွဲ့ဝင်များနှစ်စုနှစ်ကြောင်ခွဲ၍လိုက်လာကြပြီထင်သည်ဤကဲ့ဆူညာလာသောအတန်များကိုနားဆွင့်နေရင်ကျွန်ုပ်ခေါင်းထဲ၌မူးဝေလာသည် ွေးထွက်လွန်၍အာရုံလာပြီးခြင်းသည်သို့သောအာယူကဝေယုံတော်ဆက်နှင့်တောင်ကျောခြုံနယ်များစီသို့လှမ်းကြည့်လိုက်သည်ဆိုရင်တကြီးအော်တန်ခေါ်တန်များနှင့်အတူကျွန်ုပ်ရှိရာတញင်ပင်ကြီးစီသို့ရောက်လာကြသည့်ကျွန်ုပ်၏လူများချိန်မချောလိုက်နဲ့အာတင်ထားဟုမိမိကိုယ်ကိုမိမိအားပေးနေရင်းမှပင်မူးနောက်မောပန်းလာသည်ဒီလိလိတော့မြည်ဟုတည်ရင်ဖြင့်ထိမ့်သိမ့်၍မရတော့ခြုံကြီးတစ်ခုအတွင်းမှထွက်လာသောမုံဆုံငစင်ကိုမြင်လာရပြီးနောက်တွင် ကျွန်ုပ်ခေါင်းထဲ၌ရိတ်ခနဲဖြစ်သွားလေသည်ချိတ်ရွှေရွှေဇူဝဝအနံ့များနှင့်အတူသတိရလာသည်လေလံနေသော မျက်ခုံများကိုအာယူပင့်တင်လိုက်သည်မုံဆိုးငစီမျက်နှာကိုဥစွာမြင်ရသည်ထို့နောက်ကျွန်ုပ်ကိုစိုးရင်တကြီးဝိုင်းကြည့်နေကြသောကျွန်ုပ်၏သူများအနည်းတွင်လှန်လင်းဆွဲလျက်တော့ဝတ်အသေးတကောင်ကိုငင်းပင်မြစ်ဆုံဝယုံတော်ကျွန်ုပ်သတိလစ်သွားသည်မှာတခဏသာဖြစ်ကြောင်းချက်ချင်းသိလိုက်သည် မစိစေးဝါများဖြင့်ချက်ချင်းလိုလိုပင်သတိပြန်လည်လာခြင်းဖြစ်သည်ငါလှန်လင်းဟာချက်ကောင်းကိုဆွဲခဲ့တယ်မဟုတ်လားငစင်ငစင်ဟာပြုံးရွှင်ကောင်းညင်သည်သို့တော်သူ့အပြုံးတစ်မျိုးဖြစ်နေသည်သူ့အရှင်သခင်၏စွန့်စားမှုနှင့်အောင်ပွဲအတွက်ဂုံယူစွာအာပတယပြုံးကတွတ်တွတ်ကြီးကောင်းညင်လိုက်ရမည်အစားတခုခုကိုအလိုမကျဟန်စိတ်အနှောက်ယှက်ဖြစ်ဟန်ဖြစ်သူ့မျက်နှာသည်အုံအုံမှန်မှန်ဖြစ်နေသည်ဘာဖြစ်နေကြတာလဲလောက်ရှားရှိတာလောက်ကြပါလားတော့ဘကုထန်းလူတွေစု ငှားကိုမြင်းပေါ်တင်ပြီးတော့ဒီတော့တဲ့ကထွက်စိတ်ထဲမှာလှမ်းអော်ရင်အနည်းတစ်ဖက်ကိုလှမ်းကြည့်လိုက်သည်အလိုဒါဘာរីလဲရဲရဲမြင်ကွင်းထဲတွင်ကျွန်ုပ်၏မဲလိုက်ဖွဲ့မှမဟုတ်တော့လူစိမ်းများကိုတွေ့မြင်လိုက်ရသည်သူတို့ဤတင်းမာသောမျက်နှာများသူတို့ကဘသူတွေလဲငစင်ဒါဘာသဘောလဲငစင်ကကျွန်ုပ်ကိုထူမှတ်ပေးကတော့အသေးကောင်ကိုညှုံပြသည်ထို့အခါမှာပင်သွေးပူနေသည့်ဖြင့်ကျွန်ုပ်မတွေ့ခဲ့သည့်အရာကိုယခုမှပင်တွေ့လိုက်ရသည် လောဘကြီးကိုတွင်ဆွဲဝင်နေသောမြားတံသုံးချောင်းမြားတံဆိုင်နေရာများမှာတွေးများဆိုလျက်ဘာဟာသူတို့ရဲ့အမဲလို့ပြောနေကြတဲ့အရှင်မစိမ့်ဤအတန်မှာမကြေမချမ်းတန်ဖြစ်သည်ဘာသူတို့ဆိုတာဘသူတွေလဲမဲလိုက်နှစ်ဖက်ဆုံကတားကောင်ကိုတူရကိုရငင်းခုန်သည့်သဘောမျိုးပဲကျွန်တော်ကိုယ်တိုင်တတ်ဆွန်ဆန်းပြတော့ဝက်ကြီးနေတူယူမိုက်ချင်းပြိုင်ကလက်ဝဲရခဲ့သောဤတားကောင်ကိုမိသူတွေကမိသည့်အဖွဲကပိုင်ဆိုင်ရန်ကျူးကျော်နေသည်နီး အဲ့ဒီများတွေဟာသူတို့ပြစ်ဆိုက်ခဲ့တဲ့များတံတွေပါလို့ပြောနေကြတယ်။ပြီးတော့ဒီတော့ဘက်ကိုသူတို့စားတွေ့ပြီးသူတို့လိုက်ခဲ့ကြတာပါတဲ့။ဟာ။ဒါယာမစစ်ခနဲ့နာကျင်ခြင်းကိုမေ့မြောက်ပြစ်ကကျွန်ုပ်ပြင်းပြင်းထန်ထန်អော်လိုက်သည်။ပြီးတော့အဲ့ဒီများသုံးစင်းစလုံးဟာလည်းမစင်းဆုံဆုံဆိုင်ဆိုင်စကားကိုခြုံွယ်တစ်ခုအတွင်းမှထွက်လာတော့အတန်တစ်ခုကဖုံးအုပ်သွားသည်။ဟုတ်ပါတယ်နောင်မယ်။အဲ့ဒါညီမင်းပြစ်လွှတ်လိုက်တဲ့များတွေပါ။ဟင်မင်းဟုတ်ပါတယ် ပြပြဆူဆူမြင်းပေါ်ကဆင်းကကျွန်ုပ်ထံလျှောက်လာတော့သူမှာအလောင်းစီသူပဲတကရုပ်ချင်းပင်ကျွန်ုပ်ဒီတောဝတ်တကောင်ဖြစ်သွားကရှေးမောက်ရှိအရာအလုံးကိုဂမှုရှူတို့ပြေးဝင်ထိုးပတ်လိုက်ရပါကဘလောက်ကောင်းမြင်နည်းဟုတွေးလိုက်မိတော်သည်ဤလောက၌မတွေ့ခြင်းမမြင်ခြင်းဆုံးသူကိုမှဤတော်ဤတောင်ဤခင်းချင်းမျိုးတွင်လာ၍တွေ့ဆုံနေရပြန်ပြီအလောင်းစီသူဤလောက၌သူသည်တော့ကျွန်ုပ်ဤရန်သူတော်ဒါပေမဲ့ဒီတားကောင်ကိုနောင်မဲပိုင်ဆိုင်ခွင့်ရှိပါတယ် ်လောဝကြီးဟာနောင်မင်းရဲ့လှန်လှင်ချက်နဲ့တည်သွားတာပါလောင်းစီသူကအပြုံးမပြည့်သေးသောမျက်နှာဖြင့်ပြောနေသည်နောင်မင်းသွားစမ်းမင်းငါ့ကိုအဲ့လိုခေါ်ဝေါ်တုံးဆွဲနေကြဘာအကြောင်းမှမရှိဘူးငါဟာမင်းရဲ့နောင်မင်းမဟုတ်ဘူးမင်းနဲ့ငါဟာနောင်ညီတွေလည်းမဟုတ်ဘူးတူပကြီးတာဖြစ်တယ်။အိုးတူကြီးတွေလည်းမဟုတ်ဘူးဟဲ့ရန်သူတွေရန်သူတွေပဲတော့ကိုရှာဖွေ၆လန့်ခဲ့တာဟာကျွန်တော်မျိုးတို့အဖွဲ့ဖြစ်ပါတယ်တခင်ပြီးတော့ဟိုဘက်တောင်းဆင်မှာ သခင်ကိုယ်တိုင်ဒူးလေးနဲ့စတင်ပြစ်ခဲ့တာမဟုတ်လား။ညာရန်သုံးချောင်းဟာအထင်ရှားတတ်တယ်တွေပါ။ဒီအမဲသားကောင်ဟာသခင်ရဲ့ပစ္စည်းတွေပဲဖြစ်ရပါမယ်။နောက်စီသူကြီးနောက်ပါတူထံမှထွက်လာတော့အတန်။ညာရန်ရမသေးတော့ဘူး။တကယ်လို့မင်းတို့ရဲ့သခင်လေးစပစ်ခဲ့တာဆိုရင်လေမိုးဆွေတို့ရဲ့အခြေခံကြိဝတ်ကိုချိုးဖောက်ခဲ့တာပဲ။ငစင်းကတင်းတင်းမာမာတုံ့ပြန်သောစကားဖြစ်သည်။ငစင်းစကားကြောင့်အာလုံးရှူးရှူးရှဲရှဲဖြစ်ကုန်ကြသည်။ငစင်းကမူတော့ဝအသေးကောင်ကိုကြည့်လျက်ဆက်ပြောသည်။ ဒေါသအလွန်ကြီးပြီးဒဏ်ရာအနာတရရတဲ့အခါမျိုးမှာမြေမြသမ ्या ကိုပြေးဝင်ထိုးပတ်တတ်တဲ့တောဝတ်ဟာအင်မတန်အန္တရာယ်ကြီးတယ်။ဒီလိုတားခေါမျိုးကိုတစ်ချက်တည်းအသေးမတတ်နိုင်ပဲမြားလေး၃စင်းလောက်နဲ့ဒဏ်ရာရအောင်လှုပ်လိုက်တယ်ဆိုတာဟာလူတွေရဲ့အသက်ကိုရန်ရှာနှိုးစွာပေးလိုက်တာပဲ။လှုပ်လှုပ်ရွရွဖြစ်တယောက်တစ်ဖောက်ပြောကြပြန်သည်။အားလုံးတိတ်ဆန်းဒဏ်ရာဖြစ်စိတ်ထွက်လာတော့သွေးများကိုဖီရင်ကျွန်ုပ်ချုပ်တီးမနိုင်အော်ဟစ်ပြစ်လိုက်သည်။တီးမခံနိုင်တော့တော်ဝတ်တကောင်ကိုသူရကိုရ ငင်းခုန်နေရသည့်အဖြစ်ဆဲဆဲမှုများတန်းလန့်ဖြင့်ဒေါသတကြီးပြေးထွက်သွားပြီးကြတဲ့ကဒေါဝတိသူတို့နှင့်မသက်ဆိုင်တော့ကြောင်းဤတန်ရာများကြောင့်ဒေါဝတိအေးဆုံးမသွားနိုင်ကြောင်းကျွန်တော်ဤလှန်လျင်သားလင်းချက်ကောင်းကိုဆွဲဝင်ခဲ့ပြီးကျွန်ုပ်ထံရောက်မှသာလင်းဆုံးသက်သွားခဲ့ကြောင်းငင်းခုန်နေကြသောဤလူများအားလုံးသိပြီးဖြစ်သည်အမဲလိုက်မုတ်ဆိုးတို့၏အလွန်လွယ်ကူရိုးစင်သောပညာရဲ့သို့သောကျွန်ုပ်ဆက်ဆုပ်မိသည်မှာတကယ်တကယ်အမဲကောင်ကိုအကြောင်းပြု၍ငင်းခုန်နေကြသောအဖြစ်ထက် အလောင်းစီသူနှစ်မှလာ၍စုံနေသောအဖြစ်မဲကောင်ဤကိုထက်တွင်တင်းဤညာ၃ဆင်းနှင့်အတူကျွန်ုပ်ဤလှန်လှင်တို့အတူတကွစုံစည်းဆွဲဝင်နေသောအဖြစ်သူ့မျက်လုံးများကိုစစ်စစ်ကြည့်၍ကျွန်ုပ်ပြောလိုက်သည်မင်းဘာလို့ချင်းတယ်အလောင်းစီသူခတ်ထန်လွန်သောလေးတံပင်ဖြစ်သည်သို့တော့ထင်းသိမ့်ရန်ကျွန်ုပ်ကြိုးစားတော့သူ့လူများမှမူဥကောင်းကိုအပုတ်ခံလိုက်ရသည့်မွေများနှင့်ရှူးခနဲဖြစ်သွားသည်ပြောပါဒီတော့ဘက်ကိုမင်းတိတ်လို့ခြင်းနေတာမှလား မင်းရတဲ့တားကောင်းလို့မင်းယုံသလားလောင်းစီသူ၏မျက်နှာမှာညိုသွားသည်ဟုထင်သည်ရင်ကွန်ပိုက်ဖိတေကတပင်ခံခြင်းမကအရိမန္ဒရပူရထီနိုင်၏အရှင်သခင်အဖြစ်ကိုရယူထားသောမင်းကြီးဖြစ်ပေသောလောင်းစီသူကိုဒီများလောက်ပြင်းထန်တင်းမာစွာစိတ်စိတ်ကြည့်၍မေးလိုက်ခြင်းကိုမြည်သူမတုံလှုပ်ဖဲနေမည်နိဒုထခုနှစ်နှင့်ပူကြည့်သောကျွန်ုပ်ရောကြတဲ့တန်းဆိုလင်းဒုထပူ၍သွေးစစ်သောကျွန်ုပ်နေခုဖြစ်ကား ူသည်ရိမရပူရ၏ဘရင်မင်းမြတ်မဆိုထားပြီးစကြဝဠာမင်းပင်ဖြစ်စေကမူဤတို့သာရင်ဆိုင်ရန်ရှိသည်ကျွန်ုပ်သူ့ကိုဂယုမဆိုင်ဦးမညွတ်နိုင်ထိုထက်မူသူသည်ကျွန်ုပ်၏ယံသူလူစီသည်ကျွန်ုပ်၏မုံတီခါသည့်မှုနှင့်ပြင်ထန်ဆူရဲမှုကိုစူးစားလွှဲဖန်နေဟန်ဖြင့်အတန်ကြာငြိမ်သက်နေသည်ဒီကုသူထိမ့်သိမ်းဆောက်တည်နေဟန်လည်းရှိသည်လာဇမ်မဟာစီသူရဲ့မင်းဟာကြံ့စစ်မင်းကြီးရဲ့မြေတော်ပဲမဟုတ်လားမင်းဟာရင်ခွင်ပိုက်ပြီးတဲ့ကနေ ဘယင်မင်းမြတ်ဖြစ်နေသူမဟုတ်လားငါ့ကိုမင်းရင်ဆိုင်လေဟေ့ဒီပွဲမှာပရိမနတွေးနဲ့အရိမနရတွေးဘယ်တွေးပူနေလဲသိရအောင်တောရဲ့ဥပဒေမဟုတ်ဆိုးတို့ရဲ့ကျင့်ဝတ်အရာဒီတော်ဝတ်ဟာနောင်မင်းရဲ့တားကောင်ဖြစ်တယ်သူ့တန်တိုးလာသည်ဟုခင်ရသည်ဒီစကားကိုရေရွပြီးသူ့မြင်းပေါ်လွှားကနေတက်သည်ထို့နောက်မြင်းကိုမူဇက်လှဲ့ပြီးထွက်ခွာသွားသည်သူလူများလည်းသူ့နောက်မှချက်ချင်းလိုက်ပါသွားကြတော့သည်ကျွန်ုပ်ယင်ထဲမှာလှစ်ဟာ၍ကြံရစ်ခဲ့သည် စာတူတံပြန်ရင်ဆန်ခြင်းမရှိခဲ့လေတော့အလောင်းစီသူဤအပြုမှုကြောင့်ကျွန်ုပ်ဘာလို့ရမှမသိတော့ဒင်းရှောင်သွားလေပြီဝန်ဒီဆက်ဆုပ်နာကြီးစွာကျွန်ုပ်အော်ဟစ်လိုက်မိသည်ဘဝစီကအဲ့ဒီကြက်တည်မဲ့တဲ့မြားတွေကိုဆွဲနှုတ်ရိုက်ချိုးပစ်စမ်းပြီးတော့အဲ့ဒီမြားတံတွေနဲ့အတူဆွဲဝင်ခဲ့တဲ့ငါရဲ့လှန်လင်ကိုလည်းဆွဲနှုတ်ပစ်လိုက်ပြီးတော့အဲ့တောဘက်ကိုလည်းကြောက်ထဲပစ်ချလိုက်ကြဒီတားကောင်ကိုငါမလို့ခြင်းဘူး ုံဆုံးမစင်းကကျွန်တော်ဤမျက်နှာကိုစူးစူးရဲရဲကြည့်ကရင်ကောင်းတန်ကြီးဖြစ်ပြောလာသည်ညာရံတွေကိုဖယ်ရှားပြရမှာပါအရှင်ဒေါ်ဘကိုတော့အောင်သေးအောင်သားစားဖို့ကျွန်တော်ယူခဲ့မှာဖြစ်မှာပေါ့တကယ်တော့အရှင်လှန်လင်းကြောင့်ဒေါ်ဘတည်ဆုံးခဲ့တယ်ဆိုတာအလုံးအသိပါတားကောင်ကအရှင်ရဲ့တားကောင်အစ်စ်ဖြစ်ပါတယ်ညာရံတွေကိုသာဖယ်ရှားပြရမှာပါအလောင်းစီသူရဲ့ညာရံတွေကိုဖယ်ပြအရှင်ရာဇကုမာရရဲ့လှန်လင်းကိုဒီအတိုင်းထိန်းထားဟုတ်ပါသလားအရှင် ငစင်းဤအကြည့်နှင့်ဒိဗယ်ရှိသောစကလုံးများကိုကျွန်ုပ်ချက်ချင်းနားလည်လိုက်သည်။တဝါကြီးအသက်ရှူရှိုက်ကသူ့ကိုပြောလိုက်သည်။ဟုတ်တယ်။အဲ့ဒီတောဝက်ကိုအောင်သေးစား။အလောင်းစီသူရဲ့မြားတွေကိုဖယ်လိုက်။ရာဇကုမာရရဲ့လှန်လှင်ကိုဒီတိုင်းထား